ဒီအားလုံးပဲဗျာဒီနေ့ကဒီနေ့ကမတ်လ30ရက်နေ့ပေါ့နော်30ရက်နေ့နေ့လယ်ပိုင်းအချိန်နေ့ပေါ့နော်နေ့လယ်ပိုင်းအချိန်မှာအဲကျွန်တော်ညဘက်ရုပ်တံပြောတာဒီကိုနည်းနည်းလေးပြန်လျှော့ပြီးတော့အခုကျွန်တော်ဒီနေ့ငယ်လေးနဲ့ပတ်သက်ပြီးဒီရဘက်မှာစရိုက်ဆိုသလိုအားချံအားချံအမြန်ပြောရရင်လုတော့ပါမယ်အားချံအားချံအမြန်အတူတူလေးတွေကျွန်တော်ပြောရရင်လုတော့ပါမယ်အခုကျွန်တော်ပထမဆုံးဒီနေ့နေ့လယ်ပိုင်းတို့တော့ပြောချင်တာကအရေးကြီးဆုံးကလူတွေကောလာဟလကိုမယုံကြဘူးနံပါတ်1ပြောချင်ပါတယ်ကောလာဟလကိုမယုံကြဘူးပြောချင်ပါတယ်ပြီးတော့ကောလာဟလတွေကို ညင်းပယ်တတ်တဲ့အုံနောက်အတွေးခေါ်ယူဆမျိုးရှိကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဘာလို့လဲဆိုတော့အခုကောလာဟလကတော်တော်လေးလူတွေကိုတတ်တယ်လို့ခေါ်တယ်။ကောလာဟလလူတွေကိုတီးစီနိုင်ပါတယ်။ကောလာဟလလူတွေကိုဒုက္ခရောက်စေနိုင်ပါတယ်။ကောလာဟလကြောင့်မလူတွေကဘဝပြတ်သွားနိုင်ပါတယ်။အခုမနေ့ညဆိုလို့ရှိရင်ရန်ကုန်မှာကြားပါတယ်။ရန်ကုန်ကနေ့လည်းညတနေ့လောက်မှလူတွေကဘယ်ကောင်းမှမသိဘူး၊ဘသူအော်မှမသိ၊ဘသူဖွာမှမသိ၊ဘယ်ကနေစမှမသိပဲနဲ့လူတွေကလန့်ပြန်ပြီးတော့အိမ်ရောက်ကိုဆင်းပြေးကြတာတွေရှိကြပါတယ်။တက်မြင့်တက်ဒီမှာနေလူဆင်းပြေးကြရရှိပါတယ်။ပြည်သူရင်မြန်မာအကုန်လုံးကားတွေတန်းစီပြီးတွားထိုးပြီး သွားပြီးပြည်သူ့ရင်မြေလုံးညမှာသွားနေရတယ်လို့ရှိပါတယ်အာကိုရက်ွက်တိုင်းရက်ွက်တိုင်းလိုက်လို့တော့တချို့ရက်ွက်တွေမှာလမ်းပေါ်ဆင်းပြီးတော့အိမ်ပေါ်ကနေဆင်းပြီးလမ်းပေါ်ထွက်တိုင်နေကြတဲ့လူတွေရှိကြပါတယ်ဟိုဒါရီယာကြောက်ရွံ့ဆိုးရင်စိတ်ပေါ့နော်ကိုယ့်ရဲ့ကြောက်ရွံ့ဆိုးရင်စိတ်ကြောက်ဟိုရှောင်ထွက်သွားကြတယ်ကျူတင်ရှောင်ချကြတာမှန်တယ်ဆိုပေမဲ့အခြားတစ်ဖက်မှာဘာဖြစ်သွားလဲဆိုတော့ဒီအော့အတောင်းနေတဲ့လူတွေအော့အတောင်းနေဖြစ်အောင်လုပ်တဲ့ကောလာဟလတွေရဲ့တားကောင်တွေကိုဖြစ်သွားတယ်ဆိုတော့မမေ့ဘူးပါဆိုတော့ကောလာဟလတွေကကျွန်တော်တို့အားလုံးကိုဒုက္ခပေးနေပါတယ်အဲအခုငလျင်က ဟိုငလျင်နဲ့ပတ်သက်လို့ရှိရင်အခုအရေးကြီးဆုံးပြောရမှာကငလျင်ပတ်သက်ရင်ခေါင်းပေါ်မှာရှိတဲ့မြည်သည့်ပညာရှင်ကမှဘယ်နှစ်ဘယ်ရက်ဘယ်ချိန်ဘယ်နာရီဘယ်မိနစ်မှာငလျင်လုတ်ပါလိမ့်မယ်လို့ခေါင်းပေါ်မှာရှိတဲ့မြည်သည့်ပညာရှင်မှမခေါ်နိုင်ပါဘူး။ကျွန်တော်တို့မြတ်ဗုဒ္ဓဗုဒ္ဓပြည့်ရှင်ကလွေကျန်တဲ့ဘယ်သူမှတော့အဲ့လိုခေါ်နိုင်မယ်လို့ရှိမှာပေါ့မထင်ဘူးမယုံကြည်ပါဘူး။အဲ့တော့ဖွင့်လိုက်ပြောတော့ငလျင်လုတ်တော့မယ်လို့ပြောရင်ငလျင်ကိုငလျင်နဲ့ပတ်သက်ပြီးကြိုတင်မကြင်ညာဘူးလို့ပြောရင်နော်လုတ်တော့မယ်လို့ပြောရင်အဲ့ဒါအဲ့ဒါခင်ဗျားတို့သိကြပေါ့ဟိုမကြင်ညာဘူးလို့ပြောငလျင်လုတ် နိုင်တာကိုကြိုတင်မကြင်ညာလို့တို့ဘာလို့ပြောရင်နောက်တစ်ခုကအင်္ဂလိပ်ဘယ်နည်းဘယ်မလှုပ်တော့မယ်လို့ပြောရင်အဲ့ဒါခင်ဗျားတို့လိမ့်နေတာဖြစ်ပါတယ်အဲ့လိုလူတွေရဲ့ဟာကိုခင်ဗျားတို့မယုံကြဘူးထိုက်လို့ကျင်ပါလေအဓိကကတော့ကိုကလုံလောက်တဲ့အသိပညာဉာဏ်လေးတဲ့မျက်စိဖွင့်နားဖွင့်ဖွင့်နေပါပြီးလို့ရှိရင်သတင်းတွေတေချာနားထောင်ပါစောင့်ဆိုင်ပါဘယ်မှာဘာဖြစ်နေပြီဆိုတာတေချာအမြဲတမ်းစဉ်းစားပြတ်လို့ပါဘာလို့လဲဆိုတော့ကိုနေနေသားတို့နေလိုက်ကြခြင်းအဖြစ်မတော်တဆကိုပါဂျမ်းညက်သွားနေတာဒါကြောင့်ပါဒါကြောင့်မလို့သတင်းတွေတော့ပုံမှန်စောင့်ပါဒါပေမဲ့ယုံကြည်စိတ်ချရတဲ့ reliable ဖြစ်တဲ့သတင်းထဏာတွေထုတ်ပြန်တာကိုစောင့်ပါ ာပြည်ပြည်အုပ်စုတွေကတော့ပြည်ပြည်လိုပဲခင်ဗျားတို့ဒုက္ခပေးနေပါလိမ့်မယ်ခင်ဗျားတို့ဩဩတောင်းနေဖြစ်တာကိုတို့မြင်ကျင်ပါလိမ့်မယ်ပြည်ပြည်အုပ်စုတွေနဲ့ခုနတိုင်းပြည်ပြည်တွင်းမှာနေထိုင်တဲ့ပြည်ပြည်အုပ်စုတွေကပေါင်းပြီးတော့ခင်ဗျားတို့ရဲ့ဥယျာဉ်စီစဉ်တွေပျက်စီးဆုံးရှုံးတာကိုမြင်နေတဲ့လူတွေကပေါင်းပြီးတော့ခင်ဗျားတို့ထိတ်လန့်တုံ့လုံးအောင်ဩဩတောင်းနေဖြစ်အောင်ခင်ဗျားတို့အိမ်ပေါ်မှာမနေရအောင်နော်ကိုယ်နိုင်ငံထဲမှာကိုကောင်းအောင်မအေးစီမနေရအောင်လုပ်ကြပါလိမ့်မယ်ဒါကိုခင်ဗျားတို့မမေ့ကြဘူးကျွန်တော်တိုက်တွန်းချင်ပါတယ်အခုမင်းညာရန်ကုန်မှာဖြစ်တဲ့ဖြစ်သွားပြီးဖြစ်စဉ်မျိုးဆိုရင်ဒါလူတွေကိုဩဩတောင်းနေဖြစ်အောင်လုပ်တာလေလူတွေကိုထိတ်လန့်တုံ့လုံးအောင်လုပ်တာဒါတွေကတိတ်ကိုအောက်တန်းချရလုပ်ရတယ်ဖြစ်တယ်အဲ့တော့ ော်တဲ့သူတွေဖွာတဲ့သူတွေအနေနဲ့လေခင်ဗျားတို့အနေနဲ့ကိုကျင်းစာတရားတွေထားကြဖို့တိုက်တွန်းနေပါတယ်ကိုကျင်းစာတရားထားဖို့တိုက်တွန်းခြင်းနဲ့ပြီးတော့ဒီကိုယ့်ရဲ့စကားလိုက်စကားလုံးလေးတခွန်းဟာလူတွေအများကြီးကိုအော့တောင်းနေဖြစ်သွားစေတာအကုသူတို့မျိုးဖြစ်တယ်ဆိုတော့ခင်ဗျားတို့မမေ့ကြဘူးလို့ရတယ်အခုငလင်းဒီလိုငလင်းမျိုးတိုင်းပြည်လုံးရင်ဆိုင်နေရတဲ့ဒီငလင်းဘေးနဲ့ပတ်သက်ပြီးတော့ကိုကျိုးစီဘွားအတားတွေလုလုလုဆောက်ဖို့ကြိုးစားကြတဲ့လူတွေအနေနဲ့လေခင်ဗျားတို့ဒီနေရာမှာရတန်းရတာအကောင်းဆုံးပါဒါမလုတဲ့နဲ့လုရဆိုတော့တိုက်တွန်းပါတယ်အဲ့တော့ပြည်သူလူတွေကလည်းယုံလွယ်ဖို့မသင့်သလိုလုတဲ့သူတွေလည်း ရှောင်းတဲ့နိုင်ရှောင်းကြဖို့လိုပါတယ်ဒီအချိန်မှာအားလုံးလက်တွဲညီညာအတူတူလုပ်ကြဖို့လိုပါတယ်အဲ့တော့ရန်ကုန်မှာကတော့ဟော့တောင်းနေဖြစ်သွားပါတယ်အခြားနေရာတွေမှာလည်းဒီလိုဟော့တောင်းနေတဲ့အခြားနေရာတွေဖြစ်မှာနေရီဘာအစအကုန်လုံးပြန့်နှံ့ပြီးတော့လူဝင်ကြားထဲမှာထိတ်လန့်ထုံမှုတွေရှိကောင်းရှိနေပါလိမ့်မယ်ဒေကြတာတော့ငလင်ဟာဒေကြတာကတော့ငလင်ဟာအခုချိန်ထိကမ္ဘာပေါ်မှာမြည်သည့်နေရာကမှမြည်သည့်ချိန်ကမှမြည်သူကမှအတိအကျဟောနိုင်ခြင်းမရှိပါဘူးမြည်သူကမှလည်းကြိုတင်ပြောနိုင်ခြင်းမရှိပါဘူးအဲ့တော့ဖြစ်လာတဲ့အခြေအနေခိုက်တန်မျိုးကြရင်ဒါကျွန်တော်တို့ရင်ဆိုင်ဖို့အတွက်ကြိုတင်စဉ်းစားရပြင်ဆင်ရလေ့ကျင့်ရပြီးတော့ ဟိုဘာလုပ်တဲ့နေဆိုတာဒီကုရီကကြိုတင်လေးလာဖတ်သားထားဖို့ဖတ်မှတ်ထားဖို့လိုပါတယ်ပြီးရင်တတိအတိလေးနဲ့နေကြဖို့လိုပါတယ်နော်အဲ့တော့ထပ်ပြောပါမယ်ငလျင်ကိုကဘာအောင်မှရှိတဲ့မြည်သည့်ဘယ်နိုင်ငံကမှမြည်သည့်ပညာရှင်ကမှမြည်သူတဦးတယောက်ကမှတိတိကျကျပြောနိုင်တဲ့လူမရှိပါဘူးဘယ်နေ့ဘယ်ရက်ဘယ်ချိန်ဘယ်နာရီဘယ်နှစ်မိနစ်မှာလှုပ်ပါမယ်ဆိုတော့ဘာမှမတိကျအောင်ပြောနိုင်ပါဘူးအဲ့ပြောနေတဲ့လူကခင်ဗျားတို့လိမ့်မှုကြိုးစားတာခင်ဗျားတို့ဟိုတော့တောင်းနေကြောက်ရွံ့ထိတ်လန့်မှုတော်လုံးမှုတွေဖြစ်အောင်လှုပ်တာလို့ခင်ဗျားတို့မမေ့ပါနဲ့ဒါတစ်ချက်ပေါ့နှစ်ချက်ကအဲ့လိုကောလာဟလာတွေဖြန့်ပြီးတော့ခင်ဗျားတို့ရဲ့ ဒီနေ့စဉ်နေ့တိုင်းမှုဘဝတွေကိုဖျက်လို့ဖျက်စီးလို့ချင်တဲ့ပြည်ဖြတ်ကျမ်းဖက်သမားတွေကျမ်းဖက်အုပ်စုတွေနောက်တစ်ခါတိုင်းပြည်တိုင်းပြည်ပျက်စီးမှနေပြောတဲ့လူတွေဒီလူတွေရဲ့စကားတွေကိုလည်းခင်ဗျားတို့နားမယောင်ချဖို့လိုပါတယ်အချင်းချင်းလက်တွဲညီညွတ်ကြဖို့လိုတယ်ကိုနေထိုင်တဲ့နေရာပတ်ဝန်းကျင်တော်ရဲ့မှာရှိတဲ့လူအချင်းချင်းကြမှာလက်တွဲညီညွတ်ကြဖို့လိုတယ်တခုခုဖြစ်လာရင်အတူတူတကွရင်ဆိုင်ကြဖို့လိုတယ်ဒါကိုပြောချင်တာပါအဲ့တော့ကိုယ်တော်နဲ့မဖြစ်ကြဘူးဒီကတိုက်တော့ပါတယ်နော်ပြီးတော့ဦးသမလောဘသားတွေနေနေလေအခုချိန်မှာကြိုတင်ပြီးတော့ခင်ဗျားတို့အနေနဲ့ဟိုမလူလာတဲ့ကိုယ့်ရဲ့ ီမတူမတော်လောပါတွေကြောင့်မလိုလိုက်တဲ့ဈေးနှုန်းတင်တာတွေကုန်စည်နှုန်းကိုမလိုလိုက်ပဲဆွတ်တင်ပြစ်ထားမျိုးတွေနောက်မရတော့မှဆိုလို့ဈေးကိုပြောင်းပြစ်ထားမျိုးတွေမလုပ်ကြဘူးဈေးကိုတတ်နိုင်သမျှမမှန်ကန်လေးနဲ့လုပ်ကြဖို့တိုက်တွန်းပါတယ်တော့ဒါလေးကတော့ကျွန်တော်ဒီနေ့နေခင်းမင်းပြောတာပါနောက်တနင်္လာလောက်ကြာရင်လည်းကျွန်တော်တစ်ခုတစ်ခုထပ်ထပ်လေးဆိုင်ပြောပါမယ်ငလျင်ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးတစ်ခုတစ်ခုမြင်သမျှကိုကျွန်တော်တောက်လျှောက်ကျွန်တော်ပြောပါမယ်ခင်ဗျာဒါကတော့ဥပိုင်းလေးပါ